မင်္ဂလာတော်နဲ့နစဲလေးရက်ကနေပြီးတော့မနစဲလေးရက်ကနေ28ရက်နေ့အတွက်ကျွန်တော်မူလေးတစ်ခုပြတဲ့ရှိတာပါနော်မူပါလဲဆိုတော့တောက်ကြံနေမှာတုံညာပရိတ်ထွက်ရင်ဘာလာထက်လဲမှတ်မိတဲ့မျိုးတွေကတော့မှတ်မိမယ်အရင်တစ်ဘက်ကစဆိုင်ရင်အရင်ဘက်ကမပေါ့ဟိုးအရင်ဘက်ကဒီတုံညာပရိတ်ဖြစ်ဖို့တဲ့အချိန်တုန်းကကျွန်တော်ပြခဲ့ပူရတယ်ပါနော်လောကတဲ့တစ်ဘက် ငါးဘတ်မြောက်လောက်ကလာမသိဆိုတော့အဲ့ကြတော့မမမီးတဲ့အမျိုးတွေရောမှတ်မိတဲ့အမျိုးတွေကြည့်မယ်ပေါ့နော်နောက်ကြာနေမှာတုံညာ break ထွက်တဲ့ဆိုလို့ရှိရင်တဲ့ဒီတုံညာ break ထွက်တဲ့အပတ်ကဒီကနန်းနေကတဲ့နောက်တစ်ပတ်မှာပြန်ကြအဖြစ်နောက်တစ်ပတ်မှာဆင်းတယ်တဲ့နော်ဒီတဲ့ကနန်းတကွက်ပေါ့နော်တကွက်သူမဟုတ်နှစ်ကွက်ငါတော့ပြန်တကွက်ပဲထွက်ပါတယ် ဒီမှာဆိုလို့ရှိရင်တောက်ကြနေမှာသုံးရပရိတ်ထွက်တယ်ဒီဘက်ထဲကကနန်းတကွက်ကဒီဘက်မှာပြန်ကြတယ်ဒီမှာခွန်တစ်ကတစ်ခွန်တစ်ခုပြန်ကြတယ်ဒီမှာဒီလည်းတောက်ကြံနေမှာတုံရပရိတ်ထွက်တယ်ဒီပတ်တဲ့ကနန်းတကွာဟာနောက်တစ်ခွတ်မှာပြန်ကြဖြစ်ရှင်းတယ်ဒီမှာ60က60လို့ရှင်းထားတယ် ဒီမှာတောက်ကြနေမှာ၃ဘရိတ်၆လေးလို့ထွက်တဲ့အတွက်ဒီပတ်ထဲကကနန်းတစ်ခွက်ကဒီဘက်မှာဆင်းရမယ်ဆိုတော့25က25လို့ဆင်းတယ်တောက်ကြနေမှာ၃ဘရိတ်ထွက်တယ်ဒီပတ်ထဲကကနန်းတစ်ခွက်ကဒီဘက်မှာဆင်းရမယ်ဒါမှဒီပတ်ထဲမှာတော့ကြာမသွားဘူးဒီတပင်ဖောင်းတယ်ပေါ့နော်ဒီတပင်ကဖောင်းတယ် ဒီတမင်ဘာကြောင့်ဖောင်းလဲဆိုတော့ဒီမှာပွဲတွင်ပြန်ကြလာထားတဲ့အတွက်ကိုခွန်ကိုခွန်ဆိုပြီးတော့ပွဲတွင်ပြန်ကြကြသွားတဲ့အတွက်ဒီဘက်ကကနန်းမစင်းဘူးပေါ့နော်ဒီဘက်ကကနန်း6လေးရဒီနောက်တစ်ဘက်ကျမှလာလာဆင်းတယ်ပေါ့နောက်တစ်ဘက်ကျမှ6ဆိုပြီးဒါတော့ဝေးသွားပြီပေါ့နော်ဝေးသွားတဲ့အတွက်နောက်တစ်ဘက်မှမစင်းမနဲ့အဲ့ဒီနောက်တစ်ဘက်မှ6လေးဆင်းတဲ့အတွက်ဒီပင်ရောပြက်ပင်ဖောင်းမင်ထားမယ်ပေါ့နော်ဒီပင်ကိုဖောင်းမင်ထားမယ်အဲ့ဒါကိုဖောင်းမယ် ဒီမှာသုံးယောက် break ထွက်တဲ့အတွက်ဒီဘတ်ထဲကဏ္ဍ၅ဘူးဟာဒီဘတ်မှာ၅ဘူးဆိုပြီးပြန်ကြဖြစ်ကြတယ်။ဒီမှာသုံးယောက် break သုံးယောက်ဘူးလို့ထွက်တဲ့အတွက်ဒီဘတ်ထဲကကဏ္ဍတကွက်၃၆ဟာဒီမှာ၃၆ဆိုပြီးဆင်းနေတဲ့နော်။ဒီမှာသုံးယောက်ဘူးသုံးယောက် break အောက်ကြနေမှာသုံးယောက် break ထွက်တဲ့အတွက်ဒီဘတ်ထဲကကဏ္ဍတကွက်ကနောက်တစ်ဘတ်မှာ ပြန်ကြဖြစ်နေဆင်းရမယ်မ393ဒီမှာ393ဆိုပြီးတော့ဆင်းနေပါเนาะဒီဒီပတ်ပြီးတော့ဒီဘက်ကိုလာမှာเนาะ330ဆိုပြီးဆင်းနေနောက်တော့ဒီမှာလဲ93 39ပြည့်ဖြစ်တဲ့အတွက်ဒီဘက်ထဲကခန္ဓာတစ်ခွက်ကဒီဘက်မှာဆင်းရမယ်ဒီဘက်ထဲကနာတော့ကဘက်ကနာဆင်းလာလဲ4 1 1ကျွန်တော်ရှာမှာတော့6 2 6ခွန်6 2 6 ဒီနေ့လေးခွန်မလာဘူး3 5 5 9 9မတွေ့သေးဘူးနော်3 2မလာသေးဘူး3 9ဩဒီမှာ3 9က3 9ဆိုပြီးဆင်းတယ်နော်3 9က3 9ဆိုပြီးတော့ဆင်းပါတယ်ဗျာဒီမှာလဲ3 9 break 3 9 break 6 4ဆိုပြီးတော့တော့ကြနေမှာဆင်းထားတဲ့အတွက်ဒီကဏန်းတွေကနောက်တစ်ပတ်မှပြန်ဆင်းရမယ်တဲ့ဒီမှာဆို ဒီလိုမျိုးပတ်ပြီးတော့ထိုးရနေတယ်နော်တကော2ခွက်3ခွက်4ခွက်5ခွက်ထဲဒီမှာဒီမှာတော့မပြန်ကြကြထားတဲ့အတွက်နှစ်5ဆိုရခဏဒီမှာ5နှစ်ဆိုပြီးကြတယ်နော်အဒီကြားထဲမှာနောက်ထပ်3ညပြိကြာကြီးပဲထွက်မသွားဘူးဒီမှာ3ညပြိ3ခွန်းလို့ထွက်တယ်ဒီပတ်ထဲကခဏ3ည3ကဒီမှာ3ည3လို့ဆင်းတယ်ညံ့လာမသိဘူး ီမှာ၃ညာ break တောက်ကြနေမှာ၃ညာ break လာတဲ့အတွက်ဒီဘက်ထဲကခဏ၉ရှစ်ကဒီတနောက်တစ်ပတ်မှာ၉ဆိုပြီးထွက်တယ်ဒီမှာတောက်ကြနေမှာ၃ခွန်ဆိုပြီးတော့၃ညာ break ထွက်တဲ့အတွက်ဒီတစ်ပတ်ထဲကခဏခွန်တက်ကဒီမှာ၁ခွန်ဆိုပြီးစင်းတယ်အဲတော့နောက်ဆက်ကနေမှာ၈နှစ်ကိုဖြစ်တယ်ဒီဘက်ထက်ကဏ္ဍတစ်ခွက်ကနောက်တစ်ပတ်မှပြန်ကြဖြစ်စင်းမယ်ဆိုတော့နှစ်ချောက်ခွဲကဏ္ဍအားဒီမှာ ထောင်းနေဆိုပြီးစင်းနေရတဲ့တော့ဒီမှာမဖြစ်ခဲ့ဘူးတောက်ကြံနေမှာ၃ရက်ပြည့်မဖြစ်ခဲ့ဘူးခုပြီးခဲ့တဲ့၂၄ရက်နေကတောက်ကြံနေမှာ၃ရက်ဘူးဆိုပြီးတော့၃ရက်ပြည့်ထွက်ခဲ့တယ်ပေါ့နော်၃ရက်ပြည့်ထွက်ခဲ့တဲ့အတော့ကျွန်တော်တို့ဒီပတ်ထည့်ရဒီကနန်း၁၀ခွက်ကဒီနောက်တစ်ပတ်မှာတစ်ကြိမ်စင်းကိုစင်းရမှာနော်ဒီဒီပတ်ထည့်ရကနန်း၁၀ခွက်ကနောက်တစ်ပတ်မှာပြန်ကြဖြစ်စင်းမယ်ဆိုတော့ ဒီပြီးခဲ့တဲ့အပတ်ကခဏ10ဝက်ကိုထိုးမယ်ဆိုလို့ရှိရင်ကျွန်တော်မျိုးတွေပေါက်သီးတစ်ချိန်လာရပါမယ်ဒီဘက်မှာပေါက်သီးတစ်ချိန်လာရပါမယ်เนาะအဲ့ဒါလေးကိုလာပြောတာပါเนาะပြန်ကြရှိပါတယ်ဒီတစ်ဘက်မှာဒီပတ်ထဲရခဏန်းလေးကတစ်ဝက်ကတေချာပေါက်ဒီဘက်ကိုထွန်းပေါက်သီးတစ်ချိန်လာရမယ်ဒီ10ဝက်ကိုမွေးထိုးမယ်ဆိုမွေးကနန်းပေါ့ဗျာမွေးကနန်းထားရမှာပေါ့ဒီ10ဝက်ကိုမွေးမယ်ဆိုရင်ပေါက်သီးတစ်ချိန်လာရပါမယ်เนาะတစ်ချိန်ပေါက်တာနဲ့နားပေါ့ဗျာ အမြန်မြန်မြန်ရရင်အမျိုးတွေကဒီဆယ်ဘွက်ကိုမွေးမယ်မွေးပြီးတော့တစ်ချိန်ထွက်တာနဲ့နားမယ်ပေါ့ဘယ်လိုဆိုရင်တော့အမြတ်ရမယ်ပေါ့နော်အဲ့မှာကျွန်တော်စာလေးနဲ့ရေးပြထားပါတယ်တခြားဘောနော်မှတ်သားရင်တော့မျိုးတွေမှတ်ရှင်မိတ်ဆွေတွေမျိုးတွေမှတ်ရအောင်ပါ24ရက်ကနေ28ရက်နေ့ထိတောက်ကြနေ့3ရက်ပြည့်ထွက်တိုင်း ရှင်အပကကနန်းသည်ပြန်ကြဖြစ်နောက်ဘက်မှာဆင်းနေဒီကနန်းနေပေါ့ဗျာနော်ဒါကျွန်တော် main နဲ့ရန်နဲ့ရွေးပေးထားတာပေါ့နော်ဒီကနန်းလေးတွေကဲဒီကနန်းလေးကိုထိုးမယ်ဆိုရင်ပေါက်သေးတစ်ချိန်လာရပါမယ်နောက်ထပ်ကကျွန်တော်အရင်ဘက်ကကြံတဲ့မူလေးပေါ့နော်ဒါလေးအရင်ဘက်ကကြံတဲ့မူလေးအလဲ2 6ဖြစ်တိုင်းနော်အဲ့ဒီနေ့နေကုန်ကနန်းကိုခွေထိုးပါတဲ့ခွန်2 6တိအခွေပူပခွေပေါ့နော်ဒီကနန်းဒါလေးလဲဒါလေးကရချင်းတနင်္လာနေ့မှာရချင်းပြပါပေါ့နော်တနင်္လာနေ့ အာကောင်းတယ်ဗောနော်ဒါလေးကခွန်နှစ်6တက်ခွေလေးဗောနော်ဒီခွေလေးလည်းကြံမယ်ဒါကတောက်ကြံနေ၃ယောက်ပဲထွက်လို့ထိုးရမယ်မူပါဆိုတော့ဒီကနန်းက10ခွက်များတယ်မလိုက်နိုင်ဘူးဟောကနန်းပရိတ်သီးသန့်ဗောနော်ပရိတ်သီးသန့်လိုက်ရှင်နေဆိုတော့မျိုးတွေအတွက်ကတော့ကျွန်တော်ဘောတော်ဦးမကျော်ပရိတ်ရှိပါတယ်ဘောတော်ဦးမကျော်ပရိတ်ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဘိုင်ဘာကိုဆက်သွင်းရမှာပေါ့နော်ဘောတော်ဦးမကျော်ပရိတ်ကရားကျင်တဲ့မျိုးတွေအတွက် နော်ဗရိတ်တစ်မျိုးတည်းတစ်မျိုးပဲပြီးမှာနော်တစ်မျိုးတည်းဗရိတ်တစ်မျိုးတည်းတည်တည်တန့်တန့်ကစားခြင်းနဲ့မြေတွေတွေကဟူးမကျော်ဗရိတ်နော်ကျွန်တော်တကောင်းချက်ပဲကြောင်းနော်ဟူးမကျော်ဗရိတ်ပါတန်ကြီးကတကောင်းချက်ပါအဲ့တော့ဗိုက်ဘာကဒါဗိုက်ဘာကျွန်တော်ဗိုက်ဘာဖုန်းနံပါတ်399 699 335 335ဆက်သွယ်ပါဗရိတ်လိုချင်လို့ပါဆိုပြီးဆက်သွယ်လို့ရပါတယ်ဒါလို့ဗိုက်ဘာမလောက်တတ်ဘူးဆိုလို့ရှိရင်ရိုးရိုးမဆေးကနေလာခဲ့ပါဒီမှာဒါရိုးရိုးမဆေးပို့ခြင်းဒီဖုန်းနံပါတ်ကိုပို့ပါ9836006ဒီဖုန်းနံပါတ်ကို ိုင်းလိုက်ပါเนาะဒါရိုးရိုးဘိုင်းဘာမလုံးတဲ့သူတွေတဲ့ဒါရိုးရိုးမဆေးပါရိုးရိုးမဆေးကနေဆက်သွယ်ရမယ်ဖုန်းနံပါတ်ပါဒါဘိုင်းဘာကနေပြီးတော့ဆက်သွယ်မယ်သူတွေကဒီဖုန်းနံပါတ်ပါเนาะအဲ့တော့ဘိုင်းဘာနေပြီးတော့ပဲဟိုင်းဟိုင်းရိုးရိုးမဆေးကနေပဲဟိုင်းဟိုင်းဟိုင်းလိုက်ပါဟိုင်းလိုက်လို့ရှိရင်ကျွန်တော်ဒီလွှဲရမယ် KB ဖုန်းနံပါတ်ချပေးမယ်ပါเนาะ KB ဖုန်းနံပါတ်ချပေးပါမယ်ဘူးမကျော်ပြိတ်ဒီသက်သက်ကစားခြင်းနဲ့မျိုးတွေတော့တန်ကြီးကတော့တထောင်ကျပ်ပါဘူးမကျော်ပါဘူး ဗုဒ္ဓဦးမကျော်လုံးဝဗုဒ္ဓဦးမကျော်ဗရိတ်ဖြစ်ပါတယ်ဗရိတ်ကဗရိတ်ဆိုတော့၅ခွက်တယ်ပေါ့နော်ဗရိတ်ကတော့နည်းတယ်ပဲလိုက်ဖို့ရဗုဒ္ဓဦးမကျော်ဆိုတော့အပူကောင်းတယ်ပေါ့နော်ဗုဒ္ဓဦးမကျော်အမျက်တီးတီးတန်းတန်းပူရပါပေါ့နော်ဗရိတ်ကစားခြင်းနဲ့အမျိုးတွေဗရိတ်တစ်မျိုးနဲ့တီးတီးတန်းတန်းကစားခြင်းနဲ့အမျိုးတွေအတွက်ကျွန်တော်ရဲ့ Viber နဲ့ရိုးရိုးမဆေးကိုခိုင်းလိုက်ပါနော်ဒါလေးကတော့ second shot ရိုက်တာပါเนาะကျွန်တော်ရဲ့ video တွေ သဘောကျရင်နှစ်သက်တဲ့ဆိုရင် live and subscribe လေးလုပ်ပေးကြပါနော်ဒီကျွန်တော်ရှင်းပြတာလေးကိုနားမလည်ဘူးဆိုရင်လည်းနားမလည်ဘူးဆိုပြီးတော့ကမ္မမှာမှန်သွားနိုင်ပါတယ်နားလည်တယ်ဆိုရင်လည်း okay လို့မှန်သွားပါ like and subscribe လေးလုပ်ထားပါကျွန်တော်တပတ်စာကတ်ကိုတော့ဒါစစ်နေတော့မဟုတ်လို့နောက်ရက်ကျမှတင်ပေးပါမယ်နော်အဲကျွန်တော်ဗီဒီယိုလေးကဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ